အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ကတတ်တော်အနှစ်၈000နဲ့အနှစ်၈000မှာပြိဋိဘံဆံအနှစ်၈000ပြိဋိဘံဆံပြီးတော့ထားတော်မူမဲ့သာသနာက အနှစ်၃သိန်းသာသနာဘလောက်ထားခဲ့မလဲကဲဘုန်းကြီးတို့အခုဂေါတမမြတ်စွာဘုရား သာသနာက9000တဲ့မကွာဘူးလားပြိဋိတ်ကွာလိုက်တာ ထားတော်မူမဲ့သာသနာတော်ကအနှစ်3သိန်းနဲ့6000 3သိန်းနဲ့မဟုတ်6000ပါသေးတယ်3သိန်းနဲ့6000နဲ့ဂေါရမမြတ်စွာဘုရားရှင်ကိုရမြတ်ကပြိဋိဘံဆန္ဒတတ်တော်ရှိတဲ့ထားခဲ့တဲ့သာသနာက9000အခုပဲတဝက်ကျော်လာပြီတဝက်တည်းမကောင်2550နတ်သက်နဲ့တွေ့ကြည့်ဘုန်းကြီးတို့ဂေါရမဘုရားသာနာတော်ကွယ်ဖို့လို့ရက်ပိုင်းလေးပဲရှိတော်တယ်လူသက်နဲ့တွေ့နေလို့2500ပြောနေတာ နတ်တန်နဲ့တွဲရင်ရပိုင်းမဲ့ကြံတော့တယ်မိလျော့ပော့ဆာနေလို့မဖြစ်ဘူးပြည်သားတွေအပူတပြင်းကုသိုလ်ကောင်းမှုလုပ်ရမှာအရိမတေယမြတ်စွာဘုရားရှင်ကိုတော်မြတ်သာသနာတော်အနှစ်3သိန်း6000ပြည့်သွားတဲ့အခါမှာဒီလောကကြီးမှာဘုရားတရားတန်ခါယရဏဆိုတဲ့ယရဏ3မှာစိတ်သုံးသွားလိမ့်မယ်ဘလောက်ကြာမလဲဆို ကဘာပေါင်းတသိန်း ရားတန်တရားတန်တန်ခါတန်ကိုမကြရမှာကဘာတသိမ်းကဘာဘာမလောက်တဲ့ကဘာတသိမ်းတိတိဘုရားတန်တရားတန်တန်ခါတန်ယရဏသုံးပါးတန်ကိုလုံးဝမကြရပဲနဲ့ကဘာပေါင်းတသိမ်းတိတိလောကကြီးအမောင်ဖုံးသွားပြီအဲ့ဒီကဘာတသိမ်းကြောလွန်သွားတဲ့အခါမှာမန္တကဘာရဲ့လို့ဖြစ်ပေါ်လာပြီးတော့ဘုရားနှစ်ဆူပွင့်လိမ့်မယ်အဲ့ဒီမန္တကဘာမှာဘုရားနှစ်ဆူ မန္တကဘာမှာဘုရားဗနေစုတနေ့တဲ့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ပွင့်တာမဟုတ်ဘူးတစုပြီးမှတစုပွင့်တာဟုတ်ဘုန်းကြီးတို့ခုဗဒ္ဒကဘာမှာဘုရားငါစုပွင့်တယ်ကကုသနာဘုရားပွင့်သာသနာထားကပရိနိဗ္ဗာန်ဆံကောဏကုဘုရားပွင့်သာသနာထားကပရိနိဗ္ဗာန်ဆံကတဗာဘုရားပွင့်သာသနာထားကပရိနိဗ္ဗာန်ဆံဂေါရမဘုရားပွင့်သာသနာထားကပရိနိဗ္ဗာန်ဆံပြီးတော့သာသနာထားကြတယ်အခုဂေါရမဘုရားသာသနာဒီဗဒ္ဒကဘာကြီးမှာ ဟောမန္တကဘာတဲ့အဲ့ဒီမန္တကဘာမှာတော့ဘုရားနှစုပွင့်မယ်ပွင့်မယ်ဘုရားကရာမတဲ့မန္တကဘာမှာပွင့်မယ်ဘုရားကရာမတဲ့အဲ့ဒီရာမကဥတ္တရရာမမင်းနဲ့ဥတ္တရရာမမင်းက ရာမဆိုတဲ့ဘွယ်အမိနဲ့ဘုရားရှစ်လိမ့်မယ်တာရိပုတ္တရာနောက်ဘုရားတဆူက ဓမ္မရာသာဖရာတဲ့ဘာဖရာတဲ့လဲဓမ္မရာသာဖရာကဘသူတုံးဆိုတော့ပိယတတေပရိနတိကော